ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်။ရုပ်ရည်ရည်ရည်ကျမတို့ကြည့်ခင်အားပေးကြရယုံကြည်အားပေးကြရယ်။ကိုနေရဲ့သားသမီးများအလုံးရှင်းပွားသားသမီးများအလုံးဒီတစားမုံလာမှာစိတ်ချမ်းသာခြင်းကိုယ်ဤတမကြီးနေနဲ့ကျေးဇူးပါစေ။တစားမုံလာအတွက်နောက်ဆက်တလာပိုင်းအတွက်တနစာကံကျမများကိုတနင်္ဂနွေသားသမီးများနေစပြီးရောအထူးဟောပြောပေးမှာဖြစ်ပါရင်။တနင်္ဂနွေသားသမီးများတစားမုံလာမှာဘလို့ကံကျမများနဲ့ဘလို့ကန်စားရတဲ့ကိုလောက်ရှိနေလဲဆိုတာကိုကျမရဲ့ဗီဒီယို లై ခ်လေးကိုအစအဆုံးနေကြည့်ရှုပေးလို့လိုအပ်ပါတယ် တနေ့ကလေးသားသမီးများကဒီစက်တလပိုင်းဆိုတာကတော့မိမိတို့အထူးဂယုပြုရမယ်ဂယုဆန်ရမယ်လာတလဖြစ်ပါတယ်ပို့ကော့ပြက်ပြက်မနေထိုင်ဝီအောင်လည်းအထူးစင်ကြင်ရမှာဖြစ်ပါတယ်မိမိတို့အနေနဲ့ဆန်တာပိုင်းအကုန်စက်ကလပိုင်းလအစအနေစပြီးတော့မှမိမိတို့ရဲ့ဒိတ်ခံတစ်ခုခုကိုလေးလေးငယ်ငယ်လေးပြုလုပ်ပြီးတော့စူတောင်းကန်တယ်ပေးတာမျိုး မိမိတို့အနေနဲ့ဒိဋ္ဌံတစ်ခုခုကိုဝင်ထားတာမျိုးကြီးရှိထားမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများဆိုလို့ရှိရင်စက္ကရာပိုင်းမှာမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့မှစိတ်ဝမ်းကွဲစရာတွေကြွားတတ်ပါတယ်။စိတ်ယုံစည်ရန်တွေရောက်ရှိရတတ်ပါတယ်။မိမိတို့အနေနဲ့ဒီလဟာဒေါရကြီးလွယ်မယ်ဒေါရထွက်လွယ်မယ်စိတ်မထိန်နိုင်တဲ့လတလဖြစ်ဖြစ်တတ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးများဆိုလို့ရှိရင်တော့ဒီစက္ကရာပိုင်းမှာအထူးကယူဆရမှာဖြစ်ပါတယ်။ ကျွန်မတွေနဲ့အကြံပေးချင်တာကတော့ကနေဦးနေသားသမီးများဒီဆက်ပလာပိုင်းမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့တောင်းပန်တဲ့ဘာရင်တစ်ခုခုကိုပြုလုပ်နေတာမျိုးလေးဖြစ်စေချင်ပါတယ်။မိမိတို့ဝင်ရဝင်ရမှာတက်တက်လွတ်တေစားမယ်အဋိဋ္ဌံပတိစိတ်ပေးတာမျိုးနော်ကလကူးတဲ့အဋိဌံဝင်လာတာမျိုးနော်ဒါမှမဟုတ်ရင်မိမိတို့အနေနဲ့နမောတက္ကအိုတနေ့ကိုတရားရှိခောက်ရုပ်ဖတ်နေတာမျိုးကိုဥပဇက်ကနေလို့အချိန်တိုင်းမှာမိမိတို့စိတ်ထဲကနေ နော်မိမိတို့ရဲ့နှုတ်ကနေပြီးတော့မှနမောတတဗေကောဟောတော့အရဟတောတမန်တမ္ပုတ္တတဆိုပြီးတော့ရုပ်ပေးနိုင်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်အညံ့နေကင်းစင်တော့မှဖြစ်ပါတယ်ကိုရှိကိုရောက်လာမဲ့မကောင်းတဲ့အန္တရာယ်တိုက်ခတ်အနှောက်ယှက်တွေလည်းကင်းဝေးသွားမှဖြစ်ပါတယ်ဒါကြောင့်အနည်းငယ်သားသမီးများဆိုလို့ရှိရင်တော့ဒီဆက်တလပိုင်းမှာအထူးဂရုစိုက်ရမယ့်အရာတလဖြစ်ပါတယ်အလုံးကိုင်းနဲ့ပတ်သက်ပြီးတော့မှအောက်လည်နေသွားတယ်အလုံးကိုင်းနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့လုပ်ငန်းမှာမိမိ သွင်းပေးလိုက်တယ်လို့နော်ကိုရဲ့လက်အောင်ငယ်သားတွေကကို့ပေါ်မှာမလို့မုံကြီးစိတ်တွေနော်ရန်လိုမင်းထက်ပြုမူလာတာမျိုးကြီးတွေ့ရတတ်ပါလေအထူးကယူဆိုင်ဖို့လိုအပ်ပါတယ်နောက်တစ်ခုအနေနဲ့တနေ့ဦးနေသားသမီးများတို့ဆိုလို့ရှိရင်ဒီ7လပိုင်းမှာမိမိတို့လုပ်နေတဲ့လှုပ်ဆောင်ချက်ကလေးမိမိတို့ရဲ့အလုပ်ငန်းတွေမိမိတို့ရဲ့အလုပ်တွေစိတ်ဝင်စားတာမျိုးတွေစိတ်တည်နေတာမျိုးတွေလည်းဖြစ်တတ်ပါတယ် ဲ့တော့စီးဝိုင်းနဲ့ပတ်သက်ပြီးတော့မှစ조사တလောက်မအောင်မြင်လို့စိတ်တကြလွယ်တတ်တဲ့ကာလတစ်ခုဖြစ်ပါတယ်။မိမိတို့အနေနဲ့အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။မိမိတို့စုဆောင်းထားတဲ့ရှင်ငွေယေတနာတွေနော်ငွေကြေးတွေရတယ်ဒီစက်တလပိုင်းမှာမိမိရဲ့စိတ်ဆုံးဖြတ်ချက်တွေအလောတုအလော30ပြုမှုဆောင်ရွက်လိုက်လို့ကုန်ကြသွားတာမျိုးတွေဆုံးရှုံးသွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ဒါကြောင့် တနင်္ဂနွေသားသမီးများဒီ၁၇လပိုင်းမှာအထူးဂရုစိုက်ရမှာဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့အထူးဂရုစိုက်ပါ။လူမှုရေးကိစ္စတွေမှာတတ်နိုင်သလောက်ဝန်မပါပါနဲ့။မိမိတို့လုပ်ငန်းပိုင်းတွေမှာကိုယ်ပိုင်လုပ်ငန်းတွေစတင်အကောင့်ထဲပို့မယ်ဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့3ရက်16ရက်24ရက်တိအကောင်းဆုံးဖြစ်ပါတယ်။ အဲ့လိုနေရမျိုးတွေမှာစိုင်းတေးဖွင့်လာမျိုးတွေလုပ်ငန်းသစ္စာတင်လာမျိုးတွေအထူးကောင်းမွန်ပါတယ်ဒီလိုနေမျိုးတွေမှာဆိဆက်ကြောင်းလန်းခြင်းနေမင်္ဂလာအမှုကိစ္စတွေပြုလုပ်မယ်ဆိုရင်လည်းအောင်မြင်ပါတယ်ဒီလိုနေညက်နေမျိုးတွေမှာမိမိတို့အနေနဲ့အရေးကြီးတဲ့ကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်ဒီစက်တမပိုင်း16ရက်နေ့ရဆိုလို့ရှိရင်တော့အကောင်းဆုံးနေရတဲ့ရက်ဖြစ်ပါတယ်တနေ့ဦးနေသားသမီးများဆိုရင် အာမခံကိစ္စမျိုးတွေ လူငူရေးနဲ့ပတ်သက်တာမျိုးတွေတော့မိသီးကိစ္စမှဝင်မပါရင်ပို့ပြီးတော့ကောင်းမှမာတယ်။မမျော်လင့်မဲနဲ့အမှုခင်းနေပါရင်ဖြစ်တတ်ပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့လူငူရေးကိစ္စရေးဝေးမှနေပြရမှာဖြစ်ပါတယ်။မကောင်းတဲ့နမိတ်စကားတွေမကောင်းတဲ့သတင်းစကားတွေမကောင်းတဲ့နမိတ်တွေတွေးကြုံလာတဲ့အခါကြရင်လည်းမိမိအနေနဲ့ချက်ချင်းခေါင်းလျှော်ဖြစ်တာမျိုးတွေเนาะတယောက်ကမွန်းသီးနဲ့ခေါင်းလျှော်လိုက်ရတာမျိုးတွေ ြုလုပ်ပေးရမှာဖြစ်ပါတယ်။စိတ်ညစ်စရာတွေကြုံရတဲ့အခါမျိုးမှာလည်းမိမိအနေနဲ့ဘာမှစိတ်တဲကိုမထည့်ပဲနဲ့နမောတတဘူလားယူဆိုပေးပါ။ဒီစက္ကလပိုင်းမှာဆိုလို့ရှိရင်ကိုယ့်လက်ထဲမှာငွေများများလဲကင်လို့မရတဲ့ကံလာတစ်ခုဖြစ်ပါတယ်။ငွေရင်းနှီးမြုပ်နှံလိုက်ပြီးတော့မှစုံစုံမြုပ်သွားတာမျိုးတွေလည်းဆုံးရှုံးသွားတတ်ပါတယ်။အိမ်ညူးကြီးမှလည်းမသားမယားခင်နေတတ်တဲ့ခါးနာတာတွေဒူးနာတာတွေလည်းဖြစ်ပေါ်လာတတ်ပါရဲ့ ဲ့တော့ပြောရမယ်ဆိုရင်ဒီစက်တလအပိုင်းမှာတော့စိတ်တော့ကဒီစက်တလအပိုင်းမှာမိမိတို့အနေနဲ့အခြေရေအိမ်အောင်ကြီးတွေကတော့ကံကောင်းမိတတ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့နော်ကံကောင်းမှုလို့နဲ့ညံ့သွားတာမျိုးတွေရှိပါတယ်အဲ့တော့မိမိတို့ခါတို့ချက်တော့တို့နော်ထိကြိုက်တန်ရာတွေတွေ့ကြုံရတတ်ပါတယ်အနေဝင်သားသမီးများမိသူမဆို28နှစ်အသက်28နှစ်ရောက်ရှိနေတဲ့တနင်္ဂနွေသားသမီးများဆိုရင်တော့ သူများကြောင့်အမှုခင်းတွေဖြစ်တတ်တာမျိုးတွေယုံရောက်ရယုံရောက်လို့ပြဿနာတွေဖြစ်ရှင်းရတာမျိုးတွေတွေ့ကြုံရတတ်ပါတယ်။ဒါကြောင့်ကနေကနေသားသမီးများဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အင်္ဂါနေ့ညနေစားမှာတစ္ဆာပန်း၃ဘွဲ့တရက်ညော့ရှင်ညို့ကိုအိမ်ဖျားမှာဖျားပန်းအဖြစ်ကတ်လူပေးထားမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့စုတောင်းမှာတတ်တက်လို့အရှိရစားပေးပါ။တွေ့ကြုံရမယ့်ဒုက္ခလေးကင်းငြိမ်းသွားမှာဖြစ်ပါတယ်။ ကျမအနေနဲ့အကြံပေးချင်တာကတော့တနင်္ဂနွေသားသမီးများဒီကာလဒီစကလပိုင်းဆိုတဲ့အညံ့လေးကိုမိမိတို့အနေနဲ့ကင်းစင်သွားခြင်းနဲ့မိမိတို့လုပ်သမျှအကောင်းကျိုးချမ်းသာတွေရရှိစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့မိမိတို့မှာအရေးကြီးတဲ့ကိစ္စတွေလည်းဆောင်ရွက်ဖို့ရှိနေတယ်ဆိုလို့ရှိရင်တော့ဒီစကလပိုင်းမှာသင်ငန်းတစုံလူတန်းပေးရမှာဖြစ်ပါတယ်။အဲ့တော့မိသည့်တနင်္ဂနွေသားသမီးမဆိုလူတန်းလို့ရပါတယ်။သင်ငန်းတစုံလူတန်းပြီးွားပြီဆိုလို့တော့မိမိတို့အဲ့ဒီနေ့မှာပဲ ဗုဒ္ဓဗုဒ္ဓဗုဒ္ဓဆိုတာနဲ့ပတိစိတ်ပြီးရမှာဖြစ်ပါတယ်ပဏပတ်ရရစိတ်ပြီးပါခါကြီးရကြီးကြီးမှာတော့တတန်တော်စားပြီးရင်ပူပြီးတော့ကောင်းမှာမိမိတို့အနေနဲ့တိမ်ဝင်တဲ့လမ်းမှာတန်ဘုံဖြစ်ရမယ်တန်ဘုံထဲမှာသဲအပြည့်ထည့်ပြီးတော့မှာတိမ်ဝင်လမ်းလေးကိုသဲလေးခင်းပြီးတော့မှာမိမိတို့ရဲ့အညံ့အခိုက်တွေကြည်ပါစေမိမိတို့ရဲ့လှုပ်ဆောင်သမျှတွေအောင်မြင်ပါစေလို့ပြောဆိုပေးရမှာဖြစ်ပါတယ် ဒီຢာလေးကတော့တောက်ကြနီညနေစာမှာကီလိုပေးရင်ပို့ပြီးတော့အောင်မြင်တတ်ပါတယ်အဲ့တော့ဒီတလမှာတနင်္ဂနွေသားသမီးများကတိလို့ရမယ်စောင့်ရင်းရမယ်ရေနေရာရှိပါတယ်ဒါကတော့926ကောင်လှုပ်ပေးရမှာဖြစ်ပါတယ်ဖုံးကြီးเจ้าကိုပုံးကြိုက်ကြီးပို့ပေးပါစက်သားဟင်းနဲ့စွန်ကြိုက်ပို့ပေးလို့ညပါတယ်မိမိတို့အနေနဲ့ဒီကာနာလေးမှာဆိုလို့ရှိရင်တော့မိမိတို့ ရေရာပန်းဟိုးအနေနဲ့ထိုးကျင်တယ်ဆိုလို့ရှိရင်တော့ကန်းကုံညော့25ညော့တူတန်းပေးရမှာဖြစ်ပါတယ်။ကဲတနင်္လာနေ့သားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းဤပြည့်စုံပြီးတော့